Hello အားလုံးမင်္ဂလာပါရှင်မင်းလေးရဲ့ဖိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့အခုလိုပုံပြင်းတဲ့ယာဒီလေးမှာချိုချိုအေးအေးဆင်းဆင်းလေးနဲ့တောက်လို့အရင်ကောင်းမယ်နွားနိုးတာကိုတိတိဖြော်ရည်လေးလှုပ်ရှားပြလို့လုံးလေးကိုလာပြီးတော့မျှဝေပေးပါရရှင် ပထမဦးဆုံးပါကူစဲသမင်စာစွန်းစင်စာလောက်ကိုပြင်းနှဲငယ်နဲ့ထည့်ပြီးတော့စိမ့်ထားပြီးလိုက်ပါမယ်ပြီးရင်တော့နွားနို350မီလီလီတာနဲ့တခြားသမင်စာစွန်းနှစ်စွန်းစာနဲ့စားနှဲငယ်တို့ကိုထည့်ပြီးသူ့ကိုကြိုးပွားပြီးလိုက်ပါမယ်ရှင် ။တခြားလေးတွေပျော်လာပြီးတော့နွားနုတ်လေးတွေပြစ်လာတဲ့ထိသူ့ကိုကြိုးထားပေးလိုက်ပါမယ်။တခြားလေးတွေပျော်လာပြီးနွားနုတ်လေးတွေပြစ်လာပြီဆိုရင်တော့သူ့ကိုခွက်တလုံးနဲ့ထည့်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့အစောကစိန်ထားတဲ့တာကူလေးတွေကိုမီလီလိုကြိုးပေးလိုက်ပါမယ်။ရေကိုအရင်စူအောင်တည်ထားလိုက်ပါမယ်။ရေစူလာပြီဆိုမှအစောကတာကူလေးတွေကိုထည့်ပြီးတော့ကြိုးထားပေးလိုက်ပါမယ်ရှင်။ ဒီနေရာမှာတာကူစေးကကြတော့မိကရေးစိန်ပြီးကြိုတဲ့အတွက်ပေါ့နော်။ကြာရင်ကြိုစရာမလိုပါဘူးရှင်။သူ့ရဲ့ဝတ်ဆံလေးတွေပျောက်လာပြီဆိုရင်တော့သူ့ကိုရေးစေးတန်ဆင်ပေးလိုက်ပါမယ်။ပြီးပြီဆိုမှရေးရေးစင်တွန်းအောင် ရေးစစ်ပေးထားလိုက်ပါမယ်ရှင်။ဒါလေးတွေကကြတော့ပါဝင်ပစ္စည်းလေးတွေပါရှင် တရက်တီးမဲ့သုံးသေးသေးလေးလေးထားတာလေးရဲ့ပြီးတော့လက်ချီသည်အစီလေးတွေထုတ်ထားပေးပါတယ်ရှင် ပြီးရင်တော့နှကမောက်တီးပေါ့နော်အသုံးသေးသေးလေးတွေလေးထားပေးလိုက်ပါတယ်ဒါလေးရကြတော့အစောကကြိုးထားတဲ့တာကူလေးပဲဖြစ်ပါတယ်ဒါလေးရကြတော့စွန်နာကကြိုးထားတဲ့နွားနုတ်လေးပဲဖြစ်ပါတယ်ရှင်အားလုံးပြင်ဆင်လို့ပြီးသွားပြီဆိုရင်တော့စပြီးဖြော်ပေးလိုက်ပါမယ်အစင်တင်းလေးထားတဲ့တီတီလေးတွေကိုထည့်ပေးလိုက်ပါမယ် ပြီးရင်တော့အစွားကြိုထားတဲ့တာကူးလေးတွေထည့်ပေးလိုက်ပါမယ်။ဒီနေရာမှာတခြားကြိုက်တာလေးတွေရှိရင်လည်းထည့်နိုင်ပါတယ်ရှင်။ပြီးပြီဆိုရင်တော့အစိုးကကြိုထားတဲ့မနိုလေးကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အားလုံးနှံ့တော့အောင်သူ့ကိုမှုပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာအချိုလေးတွေလိုတယ်ဆိုလို့ရှိရင်နှုတ်စီနဲ့ငယ်ထည့်နိုင်ပါတယ်။အေးပိုကြိုက်တယ်ဆိုလို့ရှိရင်လည်းရေခက်ထည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်။ကဲခုဆိုရင်တော့မီလီတို့လောရလွယ်ကူပြီးတောက်လို့အရန်ကောင်းတယ်။မနိုတာကူတတိဖြော်ရီလေးကတော့သုံးဆောင်လို့စနစ်ဖြစ်ပါပြီရှင်။လုံနည်းလေးကအရန်လွယ် ူတာမို့ကြောင့်အခုလိုဥပြင်းတဲ့ရာဒီလေးမှာလိုက်လို့စားလို့ရအောင်မီလီကဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်မီလီရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်မီလီရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့မီလီကတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်အားလုံးပဲဘိုင်ဘိုင်